ားလုံးပဲမင်္ဂလာပါဒီချိန်ကတော့ grade 9တင်ချတင်ရုပ်သက်ကိုတင်ကြပြီးမယ်တော်ရေးဆနာကျော်ပဲဖြစ်ပါတယ်ဒီနေ့ဒီချိန်တင်ကြပြီးမယ်သင်ခန်းစာကအခန်း30ကိရင်နီစနစ်ပဲဖြစ်ပါတယ်ဒီသင်ခန်းစာမှာပါဝင်မှာက10.1 nullity စနစ် binary system 10.2 ွန်ပျူတာများနဲ့နှစ်လီစနစ်ကွန်ပျူတာဆန် binary system 10.3အခြေ2နဲ့အခြေ30ရှိသောဂိတ်များ base 2 and base 10 numbers 10.4နှစ်လီစနစ်ရှိပေါင်းချင်းမြှောက်ချင်းစရာဒီသင်ငန်းဆောင်သင်ကြားရတဲ့ရည်ရွယ်ချက်က10လီစနစ်နဲ့2လီစနစ်ဂိတ်ရင်းနှီးမြှောက်လေ့လာနိုင်ရန်ကွန်ပျူတာစနစ်ပင်ရေးပါသည့်2လီစနစ်ကိုသိရှိနားလည်ရန်10လီစနစ်နဲ့2လီစနစ်တို့ရဲ့အပြန်အလှန်ဆက်သွယ်ရေးနှီးစနစ်များကို လေ့လာသိရှိရန် ရေးထားပါတယ်။ cell စနစ်မှာ0 1 2 3 4 5 6 7 8 9ဟူသောတင်ငေတာဆဲကိုအသုံးပြီးတော့ဂိမ်းတွေဖော်ပြခဲ့ကြပါတယ်။ဒီစနစ်မှာဆိုရင်ဂိမ်းတစ်ခုရဲ့တန်ဖိုးကိုလိုချင်နေဆိုရင် ခုခနဲ့ unit digit မှာဆိုရင်ဒီချယ်တို့ကသန်းပါဝါ0 second and tens digits ဆိုရင်သန်းပါဝါ1ညကနဲ့ hundreds digits ဆိုရင်သန်းပါဝါ2ထောင်ကနဲ thousands digits ဆိုရင်သန်းပါဝါ3စသည်လို့သုံးပြီးတော့ဖော်ပြခဲ့ကြပါတယ်။ ဥပမာအားဖြင့်4309ကို ဖော်ပြမည်ဆိုပါကထောင်ကနဲနေရာမှာဆိုရင်ဒီချေတော့ thousands ten power 3ဆိုရင်4000ရဖို့ဆိုရင်4ကို ten power 3ညောက်ခဲ့ပါရဲ့ညာကနဲမှာဆိုရင်လည်း hundreds ten power 2ဒါဆိုရင်300ကိုလိုချင်တယ်ဆိုရင်3 multiply by 10 power 2ပြီးတော့ရေးထားပါရယ်။ဆယ်ကနဲမှာဆိုရင်လည်း 10s 10 power 1ဒါဆိုရင်ဒီချက်လို့ဆယ်ကနဲမှာက 4309မရှိတဲ့အတွက်ကြောင့်0ကိုထမ်းပါပါ1နဲ့မြှောက်ခဲ့ရပါခုမှဆိုရင် units ကထမ်းပါပါ0ပါဒါဆိုရင်ဒီချက်တို့က9ရဖို့အတွက်ဆိုရင်9ကိုထမ်းပါပါ0နဲ့မြှောက်ခဲ့ရပါဒါဆိုရင်ဒီချက်တို့က4309ဆိုပြီးတော့ရထားပါတယ်ဒါဆိုရင်ဒီချက်တို့ကြည့်လိုက်တဲ့အခါမှာထမ်းပါပါ3ထမ်းပါပါ2ထမ်းပါပါ1ထမ်းပါပါ0ဒါကြောင့်မို့ဆယ်လီစနစ်ရဲ့အခြေ base ကထမ်းဖြစ်နေပါတယ် 10.1နှလီစနစ် binary system နှလီစနစ်မှာဆိုရင်01ဟူသောသင်္ကေတနှစ်ခုပဲအသုံးပြုရပါမယ်။ဒါဆိုရင်ဆယ်လီစနစ်နဲ့နှလီစနစ်ကြားထဲကတိချေတို့ကခြားနားချက်လေးကြီးကြီးအောင်နော်။ဆယ်လီစနစ်မှာ0ဖြစ်နေတော့ကနှလီစနစ်မှာလည်း0ဆိုတဲ့သင်္ကေတရှိတဲ့အကြောင်းတိချေတို့က0လို့ရေးပါမယ်။ဆယ်လီစနစ်မှာ1ရှိတဲ့အခါမှာနှလီစနစ်မှာ1ရှိသေးတဲ့အတွက်ကြောင့်1လို့ရေးပါမယ်။ ဆန်လီစနစ်မှာအတီချယ်တို့ကထူးရှိနေတဲ့ချိန်မှာနှစ်ဒီစနစ်မှာတင်ကြတာထူးဟာမရှိတော့ဘူး01မဲ့အသုံးပြုရဆိုတဲ့အတွက်ကြောင့်ဒီချယ်ကအရှိ့ကိုတစ်ခုတိုးပြီးတော့ရေးပါမယ်ဒါဆိုရင်10ဆိုပြီးတော့ရပါတယ်ဆန်လီစနစ်မှာသုံးရှိနေတဲ့ချိန်မှာနှစ်ဒီစနစ်မှာသုံးဆိုတဲ့တင်ကြတာမရှိတော့ပါဘူးဒါဆိုရင်10ဒီချယ်တစ်ခုထပ်တိုးမယ်ဆိုရင်11ဖြစ်သွားပါမယ်ဆန်ဒီစနစ်မှာ4ဖြစ်နေတဲ့အချိန်မှာဆိုရင်ဒီချေတို့က1 1ပြီးသွားတဲ့အခါမှာ ထပ်ပြီးတော့တိုးစရာမရှိတော့တဲ့အတွက်ကြောင့်မလို့အရှိ့ကိုပဲတိုးပြီးထပ်ရေးပါမယ်။ဒါဆိုရင်100ဆိုပြီးတော့ဖြုတ်ရပါမယ်။ဒါဆိုရင်စင်တီစနစ်မှာ9ဖြစ်နေတဲ့အချိန်မှာဆိုရင်နှစ်လီစနစ်မှာကျတော့တစ်ခုထပ်တိုးရေးတဲ့အခါမှာ101ဆိုပြီးတော့ရပါရဲ့။နှစ်လီစနစ်မှာဆိုရင်ကင်းရဲ့တံပိုးကိုဖော်ပြတဲ့အခါမှာ1 units ကို2 power 0 2ကိုကျတော့2 power 1 4ကိုကျတော့2 square ဆိုပြီးတော့သုံးပြီးတော့ဖော်ပြနိုင်ပါရဲ့။ ဥမာအဖြစ်နှစ်လီစနစ်ရှိကိန်း101011ကိုဖော်ပြမယ်ဆိုရင်ဒီချေတို့ကနောက်ဆုံးကသူ့ရဲ့ unit ကနေရာက1ဖြစ်နေပါတယ်။ဒါဆိုဒီချေတို့ unit ကသူက2 power 0 2 power 0ဆိုရင်1ရအောင်လို့1အောင်2 power 0နဲ့မြှောက်ထားတာပါ။ unit ပြီးသွားတဲ့အခါမှာဒီချေတို့ကအရှိကိန်းတစ်လုံးကကျတော့2 power 1ဆိုတဲ့အတွက်ကြောင့်2ပါ ဒါဆိုရင်ဒီခြေတို့ခါရထားတာကဘယ်လောက်ရထားလဲဆိုရင်1ရထားတယ်။ဒါဆိုရင်1/2တိုင်းပိုင်း2ပါဝါ1ဒါဆိုရင်4ဆိုရင်ရော4ဆိုရင်ဒီခြေတို့က2ပါဝါ2 2ပါဝါ2မှာရှိတဲ့နေရာက0ဒါဆိုရင်0/2ပိုင်း2ပါဝါ2ဒါဆိုရင်8 အဲ့တီချာတို့အဲ့လိုရေးဖို့ဆိုရင်2 power 3 2 power 3ကတီချာတို့အရှိကိန်းကသူ့ရဲ့နေရာမှာရှိနေတာ1ရှိနေပါတယ်။ဒါဆိုရင် ပြောချင်တာ1 multiply by 2 power 3ပါ။ system ဆိုရင်2 power 4 2 power 4ဆိုရင်နေရာမှာတီချာတို့0ရှိနေဆိုတော့0 multiply by 2 power 4 32 32ဆိုရင်တီချာတို့က2 power 5 ဒါဆိုရင်ဒီချက်တို့က one multi ပိုင်းပိုင်း two power five ဆိုပြီးတော့ရေးထားရပါတယ်။ဒါဆိုရင်ဒီချက်တို့ကပြန်ပြီးတော့ရေးလိုက်တဲ့အခါမှာရှေ့ကိန်းနဲ့10 10 11ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်နှစ်လီစနစ်ရဲ့အခြေကိုကြည့်လိုက်တဲ့အခါမှာ base တွေက2ဖြစ်နေတဲ့အတွက်ကြောင့်မလို့နှစ်လီစနစ်ရဲ့အခြေ base တွေ2ဖြစ်ရပါမယ်။ ဥပမာအနေနဲ့နှစ်ဒီစနစ်ရှိခင်1011 base 2နဲ့1011001 base 2တို့ကိုဆယ်ဒီစနစ်တို့ပြောင်းပြီးတော့ရေးပါမယ်။ဒါဆိုရင်1011က base 2နဲ့ရေးထားပါဆယ်ဒီစနစ်ကိုပြောင်းပြီးတော့ရေးဖို့ဆိုရင်ဒီ1ဆိုတာဒီချက်တို့က2 power 0နဲ့ညီရဲ့ဒါဆိုရင်1 multiply by 2 power 0ဟုတ်ပြီလားဒီ1ကျတော့ဒီချက်တို့က သူပါ1 2နေရာကိုရောက်နေတာ2နေရာကိုရောက်နေဆိုတော့2နေရာမှာမှ1ရှိနေဆိုတော့အဲ့တော့1 multiply by 2ပါ1ဒီ0ကကြတော့4ဖြစ်4နေရာမှာရောက်နေရပါဒါဆိုဒီချက်တော့4နဲ့ညီရဲ4 place နေရာမှာရောက်နေရဆိုတော့2ပါ2နဲ့မြှောက်ပေးရပါမယ်ဒါဆိုရင် 0မှာဒီ plain ဘိုင်း2 power 2 d1 ကကြတော့ဒီချက်တို့က2 power 3မှာရောက်နေရပါဒါဆိုရင်ဒီချက်တို့2 power 3ကို1နဲ့မြှောက်ပေးလိုက်ပါမယ်1မှာဒီ plain ဘိုင်း2 power 3ဒါဆိုရင်ဒီချက်တို့ရလာတာက2 power 3က8 2 power 2က0နဲ့မြှောက်တော့0 2 power 1 2 2 power 0က1ဒါဆို1 1နဲ့မြှောက်တော့1အဲဒီအကုန်လုံးပေါင်းလိုက်တဲ့အခါမှာ11ရရဲ့ဒီ11ကကြတော့ဒီချက်စက်လီစနစ်နဲ့တွဲညီရပါ11 base 10နဲ့ညီပါရဲ့ အဲ့လိုပဲ10110001 base 2ကိုဒီချေလို့ပြောင်းမယ်ဆိုရင်ဒီရှေ့ဆုံးလုံးဒီ2 power 6ဒါဆိုရင်ဒီချေလို့ရေးွားမှာက1 multiply by 2 power 6 0 multiply by 2 power 5 1 multiply by 2 power 4 1 multiply by 2 power 3 0 multiply by 2 square 0 multiply by 2 2 power 1 plus 1 multiply by 2 power 0ဆိုပြီးတော့အစင်တိုင်းလေးရေးဝိုင်းရပါတယ်။ဒါဆိုရင်2 power 6ဆိုတာက64 2 power 5ဆိုတာကျတော့ဒီချက်0နဲ့မျှတဲ့အတွက်0ပဲရေးမယ်။2 power 4 16 2 power 3ကျတော့8 0နဲ့မြတ်တဲ့2 square ကြ0ပဲရေးမယ်2 power 1 0နဲ့မြတ်တော့0 1ကို2 power 0နဲ့မြောက်တော့ 2.01 1.1နဲ့မြတ်တော့1ဒါဆိုထိုင်းအကုန်လုံးပေါင်းလိုက်တဲ့အခါမှာ89ရပါတယ်။ဒါကြောင့်မို့10110012 base 2ရှိတဲ့ဂိမ်းက base 3မှာဆိုရင်89နဲ့ညီပါတယ်။ဂိမ်းရဲ့သီးစနစ်ကိုခွဲခြားနိုင်ဖို့ဆိုရင်သက်ဆိုင်ရာစနစ်မှာရှိတဲ့ဂိမ်းများရဲ့အခြေကိုစာနဲ့ဖော်ပြထားပါတယ်။ base 2ဆို base 2 base 3ဆို base 3နဲ့ဖော်ပြထားပါတယ်။10.2ကွန်ပျူတာများနှင့်နှစ်လီစနစ်ကွန်ပျူတာဆန်ဘိုင်နရီစနစ် နှစ်လီစနစ်မှာဆိုရင်0နဲ့1သင်္ကေတနှစ်ခုကိုအသုံးပြုရမယ်ဟူသောအချက်ကကွန်ပျူတာနဲ့ဆက်သွယ်ရမှာအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ကွန်ပျူတာမှာဆိုရင်နှစ်လီစံကိန်းအတွင်း binary form ဖြစ်ရေးသားထားတဲ့ညချဖြတ်များကိုပဲလက်ခံနိုင်တယ်။ဘာလို့လဲဆိုတော့ကွန်ပျူတာနည်းပညာမှာမှန်တယ်မှားတယ်ဟုတ်တယ်မဟုတ်ဘူးရှိရမရှိခဲ့တော့အခြေအနေနှင်းရပဲအကျုံးဝင်တဲ့တုံ့ပြန်ချက်တွေကိုအခြေခံထားတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ The point 3 အခြေနှစ်နဲ့အခြေတစ်ဆင့်ရှိတဲ့ဂိမ်းများ base 2 and base 10 numbers ဒါဆိုရင်ဒီချက်တို့ကနှစ်လီစနစ်ရှိတဲ့ဂိမ်း101101 base 2ကို၁၀လီစနစ်တို့ပြောင်းပါမယ်ဒါဆိုဒီချက်တို့ဘယ်လိုပြောင်းကြမလဲဆိုတော့ ီ1ဆိုတာက2 power 0နဲ့ညီနေပါတယ်ဒီ0ကကျတော့2 power 1နေရာမှာရှိနေပါတယ်ဒီ1က2 power 2နေရာမှာရှိရဲ့ဒီ1က2 power 3နေရာမှာရှိရဲ့ဒီ0က2 power 4ဒီ1က2 power 5ဒါဆိုရင်ဒီချက်က1ခုဒီ1က2 power 5နေရာမှာရှိတော့2 power 5 values က32 32 1နဲ့မြှောက်တော့32ဒီမှာက2 power 4က16 16 0နဲ့မြှောက်တော့0 2ဘာဝ3ရကြတော့8 8ကို1နဲ့မြောက်တော့8 2ဘာဝ2ရကြတော့4 4က1နဲ့မြောက်တော့4 2ဘာဝ1က2 2ကို0နဲ့မြောက်တော့0ဒါဆိုရင်2ပါပါ0ကကြ1 1 1နဲ့မြောက်တော့1အဲဒီဂိမ်းနေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာ101101 base 2ဆိုတဲ့ဂိမ်းက45 base 10ဂိမ်းနဲ့ညီပါတယ်။ဥပမာနဲ့ဆလီစနစ်ရှိတော့ဂိမ်း47ကို2လစနစ်တို့ပြောင်းခိုင်းထားပါတယ်။ ပထမနီးမှာဆိုရင်ဒီ shadow က47ငယ်တဲ့နှစ်ရဲ့တက်ကင်းကြီးဆုံးတန်ဖိုးက32ဖြစ်နေတယ်။ဒါဆိုရင်ဒီ shadow 47ပြန်ခွဲထုတ်လိုက်မယ်။ 32+15 ဆိုပြီးတော့ခွဲထုတ်လိုက်မယ်။ဒါဆိုဒီ shadow 15ကိုထပ်ပြီးတော့စဉ်းစားကြည့်မယ်နော်။15အောက်ငယ်တဲ့2ရဲ့တက်ကင်းကြီးဆုံးတန်ဖိုးကကြတော့8ပဲရှိတယ်။ဒါဆိုရင်ဒီ shadow က15ကိုပြန်ခွဲထုတ်လိုက်တဲ့အခါမှာ 8+7 ဒါဆိုရင်47ဆိုတာ32ရဲ့8ရဲ့7ဆိုပြီးတော့ပေါင်းထားရပါ။အဲဒါဆိုရင်ဒီ shadow 7အောက်ငယ်တဲ့2ရဲ့တက်ကင်း အဲ့ဒါဆိုရင်7အောင်ငယ်တဲ့2ရက်ထက်ကိန်းအစည်းဆုံးတန်ဖိုးဆက်ရမယ်7အောင်ငယ်တဲ့2ရက်ထက်ကိန်းအစည်းဆုံးတန်ဖိုးက4ပဲရှိတယ်ဒါဆို7အောင်ဒီချက်လို့ခွဲထုတ်မယ်ဆိုရင်4 3ဒါဆို47ဆိုတာ32ရဲ့8ရဲ့4ရဲ့3ရဲ့ကိုပေါင်းထားပါရဲ့ဒါဆိုရင်ဒီချက်လို့4အောင်ငယ်တဲ့2ရက်ထက်ကိန်းအစည်းဆုံးထပ်ပြီးတော့စဉ်းစားပါမယ်4အောင်ငယ်တဲ့2ရက်ထက်ကိန်းအစည်းဆုံးက 2ဒါဆိုရင်ဒီချက်တို့က3ကိုပြန်ခွဲထုတ်မယ်ဆိုရင်2 plus 1ဒါဆို47ဆိုတာ32ရင်8ရင်4ရင်2ရင်1ရင်ကိုပေါင်းထားတာပါဒါဆိုဒီမှာရှိတဲ့1ဆိုတာ2 power 0ဒီမှာရှိတဲ့2ဆိုတာ2 power 1နဲ့ညီရယ်ဒီမှာရှိတဲ့4ဆိုတာ2 power 2နဲ့ညီရယ်ဒီမှာရှိတဲ့8ဆိုတာ2 power 3နဲ့ညီရယ်ဒီမှာရှိတဲ့ 32ဆိုတာ2 power 5နဲ့ကြီးရယ်နောက်ဆိုရင်ဒီချေတို့က2 power 5ရအောင်လို့ဆိုရင်32ရဆို2 power 5ကို1နဲ့မြှောက်ထားဒါကြောင့်မလို့ဒီချေတို့က1ဒီနေ့မှာမရှိနေတာ2 power 4မရှိနေဘူး2 power 4မရှိရယ်ဆိုတာဒါကြောင့်မလို့2 power 5ရဲ့အနောက်2 power 4နေရာမှာဒီချေ0ရရမယ်ချန်နာ2 power 3 2 power 2 2 power 1 2 power 0ရဲ့တန်ဖိုးရှိတဲ့အတွက်ကြောင့်တို့ရဲ့အကုန်လုံးဒီ1နဲ့မြှောက်ထားရဖြစ်တဲ့အတွက်101111ဆိုပြီးတော့ရရယ်ဒါကြောင့်မလို့47 base 10က101111 န်း phase 2နဲ့ညီပါတယ်။နောက်တစ်ခါဒီချက်ကဒုတိယနီးလေးကိုထပ်ပြီးတော့ပြောပြပေးပါမယ်။ဒုတိယနီးမှာဆိုရင်ပေးထားတဲ့ set ဒီစနစ် game 47ကိုနှစ်နဲ့စားပြီးတော့ဒစင်ချင်းစီမှာရရှိလာအကျင်းများကိုကြည့်ပြီးနှစ်လီစနစ် game ကို ဒီဘက်အကျဉ်းထပ်ပြီးဝင်ချင်းနဲ့နောက်တစ်ခါဒီချင်းအထုနဲ့ထပ်စားမယ်ရလာတာက fine ရရဲ့အကျဉ်းက1ပါနောက်တစ်ခါဒီချင်းအထုနဲ့ထပ်ပြီးတော့စားမယ်စားလိုက်တဲ့အခါမှာစားလက်က2အကျဉ်းက1ရရဲ့နောက်တစ်ခါဒီချင်းအထုနဲ့ထပ်စား1အကျဉ်းကကြတော့0ရပါမယ်နောက်တစ်ခါအထုနဲ့ထပ်စားမယ်စားလက်က 0အကျဉ်းကဝင်ရပါမယ်။ဒါဆိုဒီ share တို့ကအောက်ကနေပြီးတော့အပေါ်ပြန်ပြီးတော့တန်းစီရေးလိုက်မယ်ဆိုရင် base 2ကိုရပါမယ်နော်။ဒါကြောင့်မလို့47 base 10က101111 base 2နဲ့ညီပါရဲ့။ နှလီစနစ်မှာရှိတဲ့ပေါင်းခြင်းမြောက်ခြင်းတွေတော့ပို့ဆိုရင်အောက်ကဇီယာတွေကိုနားနဲ့သဘောပေါက်ဖို့လိုအပ်ပါတယ်။ဒါဆိုရင်ဒီချက်က0101နှစ်ခုမှာဒီ01ကိုဒီ0လေးနဲ့ပေါင်းမယ်။0နဲ့0နဲ့ပေါင်းရင်တော့ဒီချက်တော့နှလီစနစ်မှာ0တင်ငေတရှိတဲ့အတွက်0 0နဲ့1နဲ့ပေါင်းရင်လည်း1ရရင်နှလီစနစ်မှာ1တင်ငေတရှိတဲ့အတွက်1နောက်တစ်ခါဒီချက်ဒီအပွား01ကိုပဲ1နဲ့ထပ်ပေါင်းကြည့်မယ်။ဒါဆိုရင် 1နဲ့0နဲ့ပေါင်းတဲ့အခါမှာ1နှစ်နှစ်စနစ်မှာ1ရှိတဲ့အတွက်ဒီချက်ရေးဦးမယ်။နောက်တစ်ခါ1နဲ့1နဲ့ထပ်ပေါင်းမယ်ဆိုရင်1နဲ့1နဲ့ရကြတော့ဒီချက်တို့က2ရနှစ်နှစ်စနစ်မှာသင်္ကေတက2မရှိဘူးဆိုတဲ့အတွက်ဒီချက်အရှိကိုတိုးပြီးရေးတဲ့အခါမှာ10ဆိုပြီးတော့ရမယ်။တခါဒီချက်တို့ကနှစ်နှစ်စနစ်မှာရှိသင်္ကေတနှစ်ခုဖြစ်တဲ့01ကိုနောက်ခါ01နဲ့မြှောက်ကြည့်မယ်။ဒါဆိုဒီအပေါ်01နဲ့ဒီချက်0နဲ့မြှောက်မယ်။0နဲ့0နဲ့မြှောက်တော့0နောက်ခါ0နဲ့1နဲ့မြှောက်တော့0 နောက်က1နဲ့0နဲ့မြောက်တော့0နောက်က1နဲ့1နဲ့မြောက်တော့1ဥပမာတဲ့1 1ကို7ဒီစနစ်နဲ့2ဒီစနစ်တို့မှာတွက်ခိုင်းထားပါရဲ့ဒါဆိုရင်7ဒီစနစ်မှာဆိုရင်1နဲ့1နဲ့ဒီချက်တို့ကပေါင်းမယ်ဒါဆိုရင်7ဒီစနစ်မှာတော့1နဲ့1နဲ့ပေါင်းတဲ့အခါမှာ2ရရဲ့2တင်ကိတာလေးရှိရဆိုပြီးဒီချက်ရေးလိုက်မယ်2ဒီစနစ်မှာကျတော့1နဲ့1နဲ့ပေါင်းမယ်2ရရဲ့ဒါပေမဲ့2ဒီစနစ်မှာ2တင်ကိတာမရှိဘူးဒါဆိုဒီချက်တော့အရှိတို့တစ်ခုတို့ရေးတဲ့အခါမှာ10ဆိုပြီးတော့ရပါမယ် ဥပမာနဲ့ 1+1+1+1+1 ကိုနှစ်လေးစနစ်မှာသတ်ခိုင်းတာပါပဲ။ဒါဆို1 5ကပေါင်းပါမယ်။1 5ကပေါင်းဖို့ဆိုရင်1နဲ့1နဲ့ပေါင်းတိုင်းမှာ2ရတယ်။ဒါပေမဲ့နှစ်လေးစနစ်မှာ2မရှိတဲ့အတွက်ကြောင့်1နဲ့1နဲ့ပေါင်းရင်1 0ရတယ်။နောက်တစ်ခါ1နဲ့1နဲ့ပေါင်းရင်1 0ဒီ1ကတော့ဒီချက်ပေါင်းစရာမရှိတဲ့အတွက်ဒီတိုင်းလေးပြန်ယူမယ်။ဒါဆိုရင်1 0 1 0ကို1နဲ့ပြန်ပေါင်းမယ်။ဒါဆိုရင်ဒီချက်က0နဲ့0နဲ့1နဲ့ပေါင်းတော့ ဝမ်းရရဲ့ဝမ်းနဲ့ဝမ်းနဲ့ပေါင်းတဲ့အခါမှာထူထူးဆိုရတဲ့ဒီချက်တို့ကမရှိတဲ့အတွက်ကြောင့်မလို့ထူးရဲ့နှိမ့်ညီတဲ့1 0ကိုရေးပြရပါမယ်ဒါဆိုရင်101ဆိုပြီးရရပါတယ်ဒါကြောင့်မို့1 base 2ကို၅ခါပေါင်းတဲ့အခါမှာ101 base 2ဆိုပြီးရရပါတယ်ဥပမာတော့21 minus 10ကို ဆယ်လီစနစ်နဲ့နှစ်လီစနစ်လောက်တွင်တွက်ပြီးနှစ်လီစနစ်မှန်ရရှိလာတဲ့နှုတ်လက်ကိုဆယ်လီစနစ်သို့ပြောင်းခြင်းအဖြစ်ချိန်ကန်ခိုင်းထားပါတယ်။ဒါဆိုရင်ဒီချက်တို့က21-10ကို ဆယ်လီစနစ်မှာအရင်တော့ပါမယ်21နဲ့ကထန်းနှုတ်တာက11ရပါတယ်ဆယ်လီစနစ်မှာဆိုရင်ဒါဆိုရင်နှစ်လီစနစ်မှာကျတော့ဒီချေလို့တော့ဖို့ဆိုရင်21 base 10ကနှစ်လီစနစ်မှာဘယ်လောက်ရှိလဲဆိုတော့အရင်တော့ရပါမယ်21 base 10ဆိုတာနှစ်လီစနစ်မှာဆိုရင်ဒီချေလို့ကအရှိန်အနည်းနဲ့တွက်ထုတ်လိုက်ရင်10 101 base 2နဲ့ညီပါလိမ့်မယ်အဲ့လိုပဲ ထန်းဆိုတာကတီချယ်တို့ကနှစ်လီစနစ်မှာဆိုရင်ဘယ်ကိန်းနဲ့ညီတယ်ဆိုတာကိုတီချယ်တို့သွက်ထုတ်လိုက်တယ်ဆိုရင်1010 base 2နဲ့ညီပါတယ်။ဒါဆိုရင်ဒီနှစ်ခုကိုတီချယ်နှစ်လီစနစ်မှာနှုတ်ပေးလိုက်ပါမယ်။1010 1နဲ့1010တီချယ်တို့ကနှုတ်ပေးလိုက်မယ်။ဒါဆိုရင်1နဲ့နေ0နှုတ်တာက1ဒါဆိုရင်0တဲ့နေ1ကိုမနှုတ်နိုင်ဘူးမနှုတ်နိုင်တဲ့အတွက်အရှိကနေ1ကနေဒီချက်တော့ချီးပေးရမယ်အရှိက1ကိုဒီချက်တော့ ချိလိုက်တဲ့အခါမှာ0ဖြစ်သွားမယ်။ဒီ0ကကျတော့1ကိုအရှိရ2ဟုနှစ်လီစနစ်မှာရှိတဲ့ base 2က2ကိုလက်ခံရရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel ကဒီဘက်ကိုပြန်ပြောင်းလာတဲ့အခါမှာ10ဆိုပြီးတော့ရရင်10နဲ့လည်း1အောင်နှုတ်တာကဒီ channel ဘလောက်ရလဲဆိုရင်10နဲ့0နှုတ်တာက0 ထပ်ပြီးတော့0ထင်းနဲ့1ကိုမနှုတ်နိုင်ဘူးဒါဆိုရင်အရှိယ1အနေကြီးမယ်အရှိယ1နေနှစ်ဒီစနစ်ကိုအခြေခံထားတဲ့အတွက်ကြောင့်မလို့ဒီချက်တို့က base 2ကိုအခြေခံတဲ့အတွက်2ကိုချီယူတာဒါဆိုတော့2ကနှစ်ဒီစနစ်မှာတင်ကြီးတတ်မရှိတဲ့အတွက်ဒီချက်တို့ကဘယ်လောက်ဖြစ်သွားမလဲဆိုရင်10ဖြစ်သွားပြီဒါဆို10ထင်းနဲ့1ကိုနှုတ်တာဒီချက်တို့ဘယ်လောက်ရလဲဆိုရင်1ဒါဆိုရင်ဒီချက်တို့က10101ထင်းရတဲ့1010နှုတ်တဲ့အခါမှာ1011ဆိုပြီးတော့ရရင်ဒါကိုဒီချက်တို့ကပြန်ပြီးတော့ ဆယ်လီစနစ်ပြန်ပြောင်းမယ်1011 base ကိုပြန်ပြောင်းဖို့အတွက်ဆိုရင် tua 2 power 0နဲ့ညီရဲ2 power 1 2 power 2 2 power 3ဒါဆိုရင်2 power 3ဆိုတာဒီချေတော့ plan နဲ့ညီနေဆိုရင်8 8နဲ့1နဲ့မြောက်တဲ့အခါမှာ8အဲ့လိုပဲ2 power 2ကကြတော့4ဒါပေမဲ့0နဲ့မြောက်တယ်ဆိုလို့ဆိုတော့ဒီချေတော့0ရတော့ထည့်မရတော့ဘူး2 power 1ကျတော့2 2နဲ့1နဲ့မြောက်တော့2 2 power 0က1 1နဲ့1နဲ့မြောက်တော့1ဒါဆိုရင်8 2 1ဆိုပြီးရရင်8ရဲ့2ရဲ့1ရဲ့ပေါင်းလိုက်တဲ့အခါမှာ11ရရင်ဒါကြောင့်မလို့11 base 10ဆိုပြီးရပါတယ် ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်